စနေသားသမီးနဲ့ဗုဒ္ဓဟူသားသမီးချစ်တူပြီးသားဖြစ်ကြပြီဆိုလို့ရှိရင်စနေနဲ့ဗုဒ္ဓဟူဆိုတာကွာစနေဗုဒ္ဓဟူယူတောင်ထမင်းမငတ်ဘူးလို့ဘာလို့ပြောကြမရှိရမလားအဲ့ဒါအမှန်တကယ်လုံးဝတလွဲကြီးကွာဒီလားစောက်တလွဲကြီးအဲ့ဒါဟာကြီးကလေစနေနဲ့ဗုဒ္ဓဟူနဲ့အမှန်တကယ်မတည့်ဘူးဘယ်သဘောရမှာဆိုလို့ရှိရင်ဟဲ့စနေနဲ့ဗုဒ္ဓဟူနဲ့မိတ်တက်လေးတဲ့တယ်လေးလို့ဘာလို့ပြောကြမျိုးရှိတယ်ဒါပေမဲ့မတည့်ဘူးတကယ်လက်တွေ့မှာမတည့်ဘူးအချင်းကြလာရင်ပုံမှန်တိတာလိမ့်မယ်ချစ်တူပြီးသားတန်တွဲတာကြာကြာလာပြီဆိုတာနဲ့အမြစနေသားသမီးနဲ့ဗုဒ္ဓဟူသားသမီးနဲ့လက်တွဲကြပြီပေါင်းဖက်ကြပြီဆိုရင်အချင်းကာလကြာလာလေးလေးပြဿနာများလာလေးလေးပဲများသောအဖြစ်ကဘေးလူကြလို့ဝင်နေပြဿနာတွေကပုံများတယ် ယ်အဲ့လိုနှစ်ယောက်သားအကြာအဲ့လိုအတိတ်ကဖြစ်ခဲ့တဲ့ပြဿနာတွေကိုဆွဲထည့်ပြီးတော့မှရန်နေဖြစ်ပြီးတော့စကားတွေများသွားတာတို့အရင်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေပြန်ပြောရင်းနဲ့နှစ်ယောက်သားအဆင်မပြေဖြစ်သွားတဲ့အခိုက်အတန့်တွေဒါမျိုးတွေကပို့ပြီးတော့မှများတာဆိုတော့စနေသားသမီးနဲ့ဗုဒ္ဓသားသမီးချစ်တူပြီးသားဖြစ်ကြပြီဆိုရင်ဘေးလူကြလူအနောက်ရှက်မျိုးဝင်တတ်တယ်အဲဘေးလူကြလူဆိုတာအဲ့လိုတစုံတစ်ယောက်ယောက်ပေါ့နော်အဲ့လိုနောက်တစ်ယောက်ဝင်လာတာတတိယလူပေါ်လာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လူမျိုးအဲဒီအရင်ကဖြစ်ခဲ့မှုတွေပြဿနာအဲ့လိုမျိုးအရင်ကဖြစ်ခဲ့မှုတွေတွဲခဲ့တဲ့ကောင်မလေးတို့မှုချစ်တူပြီးသားတွေကအနောက်ရှက်ပြန်ပေးလို့အဆင်မပြေတာမျိုးဖြစ်တတ်တဲ့သဘောတရားမျိုးတွေလည်းပါတယ် ဒါအပြင်မိသားစုနဲ့ပတ်သက်လို့ကလည်းအဆင်မပြေပြန်ဘူးဆိုတော့စနေသားသမီးနဲ့ဗုဒ္ဓသားသမီးနဲ့ချစ်တူညီသားဘဝမှာအဆင်ပြေနေပေအောင်တော့နှစ်ယောက်သားပေါင်းဖို့အတွက်ရည်ရွယ်လိုက်ပြီဆိုတာလည်းပြဿနာဖြစ်ပြီနှစ်ယောက်သားဥမာချစ်တူညီသားတွေတစ်နှစ်လောက်ရှိနှစ်နှစ်လောက်ရှိပြီကွာအနေနဲ့ကနေယူကြမယ်လို့အဲစနေဗုဒ္ဓဟုပေါ့ကွာအနေနဲ့ကနေယူကြမယ်လက်ထက်ကြမယ်နှစ်ယောက်သားအဲ့လိုမျိုးတွေးလိုက်ပြီဆိုတာလည်းပြဿနာထပ်ဖြစ်ပြီ ်ဆင်မပြေရထဖြစ်တယ်မိသားစုနောက်ဆက်တွေလည်းဝင်လာတတ်တယ်အဖေမေကသဘောမတူတာတို့နော်အဲကောင်လေးရဲ့အမကသဘောမတူတာတို့ကောင်လေးရဲ့အမေကပေါစီပေါစီပြောလို့တို့ဒါလိုမျိုးပြဿနာတွေကများသောအားဖြင့်ကြုံလာတတ်တာဆိုတော့စနေနဲ့ပုံတစ်ခုနဲ့ကိုအမ်ဘယ်လိုရမလဲလိုက်ဖက်မညီဘူးလို့ပြောတာမျိုးတော့မဟုတ်ဘူးပေါင်းဖက်လို့မရဘူးပြောတာမျိုးတော့မဟုတ်ဘူးသို့ပေမဲ့ပေါင်းဖက်မယ်ဆိုရင်ပြဿနာအရန်များလာဖြစ်တဲ့အတွက်ကြောင့်စနေသားသမီးနဲ့ပုံလူသားသမီးနဲ့ချစ်တဝီသားဖြစ်ပြီးတော့လက်တွဲကြမယ်ဆိုရင်ရင်ဆိုင်ရမယ့်အခက်အခဲတွေဖြစ်ပေါ်လာမယ့်ပြဿနာတွေကအရန်များတဲ့အတွက်ကြောင့် relationship ကပျော်စရာမကောင်းတော့ဘူးဆိုတော့စ စနေနဲ့ဘုတ်တို့ခုချစ်တီသာစဖြစ်ကြတယ်အစားအိမ်မှာတော့အရင်ပြောရွှင်တယ်ကောင်းမွန်တယ်အဆင်ပြေတယ်နှစ်ယောက်တပ်ပြောပပပဲတွားလိုက်လိုက်ဖုန်းလေးပြောလိုက်စကားလေးပြောလိုက်ပြင်းပြပါလေးတွားလိုက်များလိုက်နဲ့အကုန်လုံးကအဆင်ပြေတယ်ကွာဒါပေမဲ့အချိန်ကာလကြာလာနေအမြပြဿနာလေးတွေဝင်လာခဲ့တာဆိုတော့စနေသားသမီးနဲ့ဘုတ်သူသားသမီးတွေကအချိန်ကာလကြာလာနေအမြငါတို့ကိုရေးရှိအတွက်ရွေးချယ်လို့များတင်ရောတင်တော့ပါမလားအဲငါတို့ဟိုအိမ်အောင်ပြို့ဖို့အတွက်များ စဉ်းစားလို့ရာရောရပါမလားဆိုတဲ့မေးခွန်းတွေကများတော့ဖြစ်ပေါ်လာတတ်တာပြီးတော့စနေနဲ့ပုံလူတွေကအားပြိုင်နေနော်စနေဆိုတာမီးတဲ့ပုံလူဆိုတာကြရေတဲ့မီးနဲ့ရှင်နဲ့တွေ့ရတယ်ဆိုတဲ့အနေထားမှာတယောက်တည်းကမတဲ့တော့ဘူးဆိုတဲ့သဘောတရားမရှိဘူးဒီဘက်ကမီးရတယ်သူ့ရဲ့အရှိန်ဟွာရလုံးဝအားကောင်းတဲ့ထင်မှာပါတယ်စနေဖြစ်တဲ့သူကလည်းပုံလူအနေနဲ့ကြော်တယ်သူကရေတဲ့ဆိုတဲ့သဘောတရားအားကောင်းတဲ့ထင်မှာတစ်ခုအနေနဲ့ပါတယ်ဆိုတော့ပုံလူနဲ့စနေနဲ့လဲပြင်းမှာတွေ့တယ်ဆိုတဲ့အနေထားမှာကြားနဲ့စင်လဲပြင်းမှာတွေ့တယ်လို့နှစ်ယောက်တာဖိုက်တင်းပလေးကြတယ်အဲ့လိုပုံစံမျိုးရှင်းရင်တော့ပို့သူပတ်သက်ချစ်တယ်နော်ရံဖြစ်ပြီဆိုလို့ရှင်လည်းသူကနှစ်ဖူးကွဲဒူးကွဲအဲဒါလိုပုံစံမျိုးဖြစ်တာ ဲ့လိုပုံစံမျိုးလော်ရတာတရားတော်နဲ့အဲ့လိုပုံစံမျိုးဝုန်းနိုင်ဝုန်းနိုင်ဝုန်းနိုင်အဲ့လိုပုံစံမျိုးပြီးရင်လည်းချစ်သွားလို့ဆိုတော့လေချစ်တော့ချစ်တယ်အဲ့လိုပုံစံမျိုးပေါ့နော်နှစ်ယောက်သားအစ်မပြေးလို့စကားတွေပဲမပြောပြဘူးတပတ်နှစ်ပတ်လောက်အစ်မပြေးကြဘူးတို့ဝင်မစိတ်ထဲမှာရှိအဲ့လိုသနေထားဆိုတော့စနေနဲ့ပုံထူးနေရရှိလည်းမကောင်းမရှိလည်းမကောင်းအဲ့လိုမျိုးနှစ်ယောက်သားပြက်လည်းမပြက်နိုင်ဘူးပြက်ကလည်းပြက်ချင်တယ် အဲဘလို့လည်းမသိဘူးအဲ့လိုမျိုးနှစ်ယောက်သားရဲ့ဒီစနေရဲ့ပုံတို့ဟူရဲ့အခြေအမှောက်ကနည်းနည်းဘလောင်းမလဲဆန်ပြီးတော့မှဟိုရွေးချယ်ရတာမလို့ရွေးချယ်ရခက်ခဲတယ်လို့လို့ဟိုသူနဲ့ကိုနဲ့ကရှေ့ဆက်အဆင်ပြေပါမလားမပြေဘူးလားစသဖြင့်အဲ့လိုနှိုင်းရှင်ရတဲ့အချက်တွေကအရင်များလာဆိုတော့နှစ်ယောက်သားကအချိန်ကာလကြာလာတယ်မြတ်အဆင်မပြေတော့ဘူးဆိုတော့လက်တွေ့ပတ်ဝန်းကျင်မှာလည်းအခုစနေနဲ့ပုံတို့ဟူနဲ့တွဲနေသူတွေဒါဒီဝီယူကြည့်နေသူတွေမှာရှီကောင်းရှိနေနိုင်တယ်အဲ့လိုမျိုးတွေဆိုလေအချိန်ကာလကြာလာတယ်မြတ်တယောက်နဲ့ကတွေးကြရအရင်များလာ ဟိုဘဝတစ်ခုထူထောင်တဲ့နေရာမှာချစ်နေဖို့တွေမလိုဘူးအဲ့ဒါချစ်နေရတဲ့နေမပြီးပြည့်စုံတခြားနေရာတွေမှာလိုတယ်ဆိုတော့ဒါတွေနဲ့ဆက်ဆက်ပြီးတော့မှချင့်ကျင်လိုက်တဲ့အခါမှာအဲရွေးချယ်ဖို့တော့ခက်ခဲစရာလေးတွေပေါ်လာရတယ်ဆိုတဲ့သဘောတွေကမရှိဘူးပုံမှန်ဆိုလို့ရှိရင်တော့စနေနဲ့ဗုဒ္ဓဦးနေကချစ်တူရီတက်ဖြစ်ကြမယ်ဆိုရင်စနေရအသက်ကြီးဗုဒ္ဓဦးအသက်ငယ်ဒါဆိုရင်တော့နည်းနည်းလေးပူကောင်းနေအဆင်ပြေတယ်တိုးဝင်မဲ့ဗုဒ္ဓဦးရဲ့စိတ်ထဲမှာကျတော့သူဘလို့ဖြစ်လာမလဲဆိုရင်ဗုဒ္ဓဦးသတ္တမိအနေနဲ့ကစနေသတ္တမိတယောက်နဲ့တွဲနေရမယ်ဆိုလို့ရှိရင်သူကစိတ်ချင်းကတဖြည်းဖြည်းနဲ့ဝေးကွာလာတာနှစ်ယောက်သားအစာပိုင်းမှာတူတယ်နော်စိတ်တူကိုယ်တူပဲအစာပိုင်းမှာ ဒါပေမဲ့အချိန်ကာလကြာလာတဲ့အမြဗလူသားသမီးဖြစ်ရှင်တဲ့အရာတစ်ခုစနေသားသမီးဖြစ်ရှင်တဲ့အရာတစ်ခုအဲ့လိုမျိုးနေရာမှာရှင်လာတဲ့အခါကျတော့နှစ်ယောက်သားမညီမမျှတော့ကိုကဒီသွားခြင်းနဲ့သူကတော်ဒီသွားခြင်းနဲ့ကိုကဓာရီစားခြင်းနဲ့သူကဟိုဟာစားခြင်းတာမဟုတ်ဘူးကိုကညာခြင်းကိုကညာခြင်းအချိန်ခါမှာအေးစေးစေးဖုံးလေးသုံးပြီးဒီမှာ အေးသေးသေးတလောင်းတတအနာယူခြင်းနဲ့ဆိုပေမဲ့အဲတစ်ဖက်ကလူအနေနဲ့ပြင်ကြောင်းလည်းဖုန်းတွေပါပြောနေခြင်းနဲ့စာတွေပါရိုက်နေခြင်းနဲ့အဲဒီလိုအနေထားမျိုးလေးတွေနဲ့အစစ်မပြရလေးတွေတိတာလာတဲ့သဘောတည်းရှိတာဆိုတော့ဘုံလူနဲ့စနေကိုတော့အရင်အကြက်မပေးဘူးအာအရင်ဟိုမပေါင်းဖက်လို့မရပါဘူးလို့လက်တွဲလို့မရပါဘူးလို့တော့ငါတို့ကပြောလို့မရဘူးတို့ပေမဲ့အခက်ခဲအရင်များတယ်ဆိုတဲ့အကြောင်းအရာကိုရှင်းပြတာဆိုတော့ပြဿနာအရင်များတယ်အစစ်မပြများတယ်ဒါအပြင်အိမ်တော်ပြုကနီးပြန်ရင်လည်းပြဿနာကြုံလာတတ်ပြန်ရောဆိုတော့နှစ်ယောက်သား ကိုလိုကန်နိုင်နေရဖြစ်သွားပြန်ရောဆိုတော့ဘော်ဒူးနဲ့ဆက်နေနဲ့ဒါချစ်တူပြည်သားဖြစ်လက်တွဲကြမယ်ဆိုရင်တော့တတိထားကြကိစ္စတွေတော်တော်လေးကိုများနေမှာပေါင်းဖက်လို့တော့ရတော့ရတယ်ကွန်တွေကိုယူရင်လည်းယူမယူရင်လည်းပြဿနာတော့မရှိဘူးတော့ပေမဲ့ပြဿနာအရင်များမယ်ဆိုတဲ့အကြောင်းပြပြတာကွာ